မြို့တော်ဝန်ဆိုတာကပါဝါတော်တော်ကြီးတာမြို့တော်တစ်ခုလုံးရဲ့ municipal ဆိုတာဒီစီပင်တရားရေးတွေစီးပွားရေးတွေနောက်ပြီးတော့ဒီရဲဌာနတွေအားလုံးပိုင်တာ तू อ่ะ तू อ่ะထိတ်ကပဲအခု तू ဘာပြောလဲဆိုတော့နယူးယောက်မှာဒီလောက်ထိရာဇုတ်များတာကို तू ဘာပြောနေလဲဆိုတော့နယူးယောက်မှာရှိတဲ့ရဲတွေကိုတဲ့ရဲဌာနတွေကို तू อ่ะငွေကြေးထောက်ပံ့မှုဖြတ်တောက်မယ်ဟာခရီးရန်တွေရဲ့ညင်ဆက်တပ်ဖြတ်မှုကိုအဓိကကာကွယ်ဆောင်ရှောက်တော်နိုင်တယ်ဒီအမေရိကန်တစ်ခုပဲကြံတော့အခုနိုင်ဂျီးရီးယားမှာခရီးရန်တွေကိုလောက်ကြံတပ်ဖြတ်ပြီးတော့မှလူမျိုးတုံး ဖြတ်ဖြတ်တပ်ဖြတ်နေတော့ဘယ်နိုင်ငံမှမကာကွယ်နိုင်ဘူးသမရဒေါ်နာထရန့်တယောက်ပဲပြောလိုက်တာချက်ချင်းပဲပါလေ action တွေရောက်လာမဟုတ်ရင်ပါလေပေါင်းချင်နိုင်ငံတို့ UN တို့ဆိုတာနာမည်ခံမဲ့ UN ဆိုတာကအမိခံမဲ့ပါလေသူအစီအခံစာတင်မဲ့ပြီးရင်အစည်းအဝေးလုပ်မဲ့ပြီးရင်ရှုံချတဲ့စာရေးမဲ့ဘာမှ action မလုပ်နိုင်အခု Nigeria မှာတပ်ဖြတ်မှုသမရဒေါ်နာထရန့်ပြောလိုက်ပြီးတဲ့နောက်မှာတော်တော်လေးတတိထားလာသူအစိုးရကိုယ်တိုင်ကပါလေဆိုအမေရိကန်ရဲ့ ဂျားဝင်ဖြင်းရှင်းပေးမှုကိုအရေးယူပေးမှုတို့ကလက်ခံပေး။ဘာသူတို့ကိုယ်နိုင်မဖြင်းရှင်းနိုင်ဘူး။လူမျိုးသုံးလိုက်ခရိယာနေဆိုတာနဲ့ဖြတ်တာ။နော်တတ်ဖြတ်တယ်။ဖျားเจ้าမှာဖျားရှိခိုးနေနဲ့လားတတ်ဖြတ်တာ။ဘာမှအရေးမယူဘူး။အဲ့တော့အခုပါလက်စတိုင်းရေးကိုဦးစားပေးပြီးတော့မှနော်တိုက်ပွဲဝင်နေတဲ့ဇော်ရာမန်ဒါနီလို့လူမျိုးကနယူးယောက်စီးတီးမှာမေယာဖြစ်လာတယ်။ကျွန်တော်တို့သတိထားစေ။ဒါကျွန်တော်ဗါလဲခေါင်းလောင်းထိုးတာနေကြားနေရ။အမေရိကန်ရဲ့အကြွန်ခန့်အား เนาะတခုပြီးတခုလာတော့နယူးယောက်ရဲ့မေယာကတော့အောင်ပွဲခံသွားပြီပေါ့နော်အဲ့တော့ဇောရာမွန်ဒါနီဆိုတာအစ္စလမ်ဘာသာကနဲ့မွတ်စလင်ကနဲ့ပထမဆုံးအသက်ငယ်ဆုံးလည်းဖြစ်တယ်ဒါနယူးယောက်စီးတီးဆိုတာက အမေရိကန်တခုလုံးကိုစားပြုတယ်လို့ပြောလို့ရတယ်ဘာလို့လဲဆိုတော့နယူးယောက်စီးတီးကအမေရိကန်မှာအကျွဲဝအောင်ချမ်းသာဆုံးမြို့ဖြစ်တယ်ပြီးတဲ့အခါမှာအမေရိကန်နိုင်ငံမှာဒါ တနိုင်ငံလုံးကိုကိုစားပြုတဲ့ဒီစီးပွားရေးအတိတ်ကစီးပွားရေးအချက်ချာနေတာဖြစ်တယ်။ stock market တွေအားလုံးအမှရှိဟုတ်တယ်နော်။အဲ့တော့ကျွန်တော်တို့မျှော်လင့်တာကတော့တခြား result ပေါ့နော်။ Democrat တွေအများစုအနေနဲ့သူတို့ကတော့ဒါအောင်ပွဲခံတယ် Democrat နိုင်တာကမဆမ်းပါဘူး။ဘာလို့ဆို New York City က Democrat City ဖြစ်တယ်။အများအား Democrat နိုင်တာပဲ။အဲ့တော့ဒါ Republican ရှုံးတာတော့မဟုတ်ဘူး။ဒါပေမဲ့ဒီတစ်ခေါက်တော့ပါလဲဆိုတော့ Democrat လည်းရှုံးတယ် ။ဘာဖြစ်လို့လဲဆိုတော့အခုနိုင်တဲ့တယောက်ကဒီမိုကရက်ဆိုပေမဲ့ဒီမိုကရက်ရဲ့ဒီတန်ဖိုးကိုအပြည့်အဝပေါ်ဆောင်တဲ့လူမဟုတ်ဘူး။သူကဘာလဲဆိုတော့ဒီမိုကရက်နာမည်ခံပြီးတော့ဒါဆိုရှယ်လစ်ကိုယုံဆိုရှယ်လစ်ဝါဒကိုယုံကြည်သက်ဝင်တဲ့သူဖြစ်တယ်။ဆိုရှယ်လစ်ဝါဒကိုယုံကြည်သက်ဝင်တယ်ဆိုတာဘာနဲ့တူလဲဆိုတော့ဒါအမေရိကန်မှာထားပါတော့ဥပမာပေါ့။ဒါဥပမာ ပြောတာပါနော်။ ဒါရုရှားသမ္မတပူတင်ကနယူးယောက်စီးတီးမှာလာပြီးတော့အောင်ပွဲခံတယ်လို့ဖြစ်သွားတယ်။ဒါမှမဟုတ်ဟိုမြောက်ကိုရီးယားနယူးဟောပေါ့ကင်ဂျွန်အွန်ပေါ့ရော့ကက်မန်ပေါ့သူကလာပြီးတော့ရွေးကောက်ပွဲခံပြီးတော့နိုင်တော့လို့ဖြစ်သွားသူကဒါဒီမိုကရေစီကိုတမိုးထားတဲ့ဝါဒကိုခံယူတဲ့သူတွေမှမဟုတ်တာဒါပေမဲ့ဒီမိုကရက်နာမည်ခံမှသူကအောင်မှာဒီနိုင်ငံမှာဒီမိုကရက်နာမည်ခံလိုက်ရင်တော့ဝင်ပြိုင်ရတာပို့လွယ် တကယ်လို့ငါဆိုရှယ်လစ်ပါဆိုပြီးကိုကိုပါတီကိုထောင်ပြီးလာပြရင်တော့နိုင်မှာမဟုတ်ဘူး။ဘာလို့ဆိုဒီမိုကရက်က liberal ဖြစ်တဲ့အတွက်သူတို့ကတော့အသက်ဆန်းနေကိုအရန်လက်ခံ။အဲ့တော့အဲ့မှာဒီမိုကရက်ရဲ့မန်ကန်တဲ့တကယ်အခြေခံတန်ဖိုးတွေကိုအများကြီးကွဲလွဲသွားပြီးတော့ဆိုရှယ်လစ်ကိုလမ်းစဉ်ကိုလမ်းအခုကျွန်တော်မြန်မာပြည်နိုင်ငံသားမြန်မာပြည်ကလူတွေအကုန်လုံးနိုင်ငံမကောင်းလို့ဒီနိုင်ငံကိုရောက်လာသူတို့လည်းအဲ့လိုပဲအခုဒီဇော်ရမွန်ဒါနီလည်းဒါဟိုတခြားနိုင်ငံကနေထွက်ပြေးလာပြီးဒီမှာရောက်လာတာ အဲ့လို socialist နိုင်ငံတွေမကောင်းတဲ့အတွက်ကြောင့်ထွက်ပြေးပြီးရောက်လာတဲ့အခါဒီရောက်လာပြီးတော့ပြန်ပြိုင်ပွဲဝင်တဲ့အခါကျတော့ socialist ဝါဒီကိုပဲပြန်ယူလာအဲ့အဲ့ဒါနဲ့တူနေပေါ့နော် New York City က socialist lenses ဆိုတာကဘာနဲ့တူလဲဆိုတော့အားလုံးကဟိုလွတ်လပ်တဲ့စီးပွားရေးကွက်မဟုတ်ဘူးအစိုးရကနဲ့နော်စတုံးဆိုင်တွေဖွင့်မယ်အစိုးရကနဲ့ကုမ္ပဏီထောင်မယ်အစိုးရကနဲ့အခွန်တွေချမှတ်ပြီးစီးပွားရေးကိုနော်ဒါတူ ဘယ်လိုလုပ်ရမလဲဆိုတာအကုန်လုံးဆိုတာအမေရိကန်နိုင်ငံရဲ့ကြီးမားเนาะကပောက်မှာဒါအချမ်းသာဆုံးကျော်ဝဆုံးအကောင်းဆုံးနိုင်ငံဖြစ်လာတာကလွတ်လပ်တဲ့ဈေးကွက်ဈေးကွက်စီးပွားရေးလွတ်လပ်တဲ့စီးပွားရေးတဲ့ကြောင်းဆိုရှယ်လစ်နိုင်ငံဆိုတာကအရင်တော့အကြောင်းကြားပွေးရမှာတမအဝါမလို့ပါလို့ရှိခဲ့တယ်ဆိုတော့အားလုံးကပါလေတပင်းကြီးဖြစ်ရမယ်အစိုးရကပဲအားလုံးပိုင်တယ်အဲ့တော့အဲ့ဒီလမ်းစဉ်ကပါကြောင်းအခုနယူးယောက်ကနေဘီလီယံနာတစ်ထိပ်တွေအများစုကနယူးယောက်မှာအချမ်းသာဆုံးလူတွေက1%လောက်ပဲရှိတယ် ဒါပေမဲ့နယူးယောက်ရဲ့ရှစ်စရာခိုင်နှုန်းတော့အခွန်တွေကိုသူတို့ကအများဆုံးပေးဆောင်ပြီးတော့စီးပွားရေးကိုအများအများဆုံး run နေတယ်။အဲ့တော့ socialist ward ဒီအဲ့လိုလာတဲ့အခါကျတော့ဒီချမ်းသာတဲ့လူတွေကိုအခွန်တက်မယ်အခွန်ပို့ပြီးတိုးကောက်မယ်ပြီးရင်ဗာလဲစင်းရတဲ့လူအားလုံးဝေပေးမယ် free နော်ယထားလည်း free အင်္ဂလာကလည်းပေးကြမလို့ free အစားတောက်လည်း free medical လည်း free ဆိုအဲ့ဒီ free ကဘယ်ကလာပြီးသူတွေစီကအခွန်ကလာတာ free ကတော့အရန်တွေတာပေါ့ကျွန်တော်ကျွန်တော်အားလုံးလည်း free ကတော့လူတိုင်းကြိုက်တာ ါမဲ့ free time ကကောင်းတာမဟုတ်ဘူးဒါ free time ကတက်ရောက်ရောက်ကပေးနေတာအဲ့တော့အဲ့လိုပေးနေတဲ့လူတွေကချမ်းသာတဲ့လူတွေကိုပဲကျွန်တော်တို့ကပြောနေလို့မရဘူးဆင်းရဲတဲ့လူလည်းပေးရတယ် free ကပတ်စံကုန်သွားရင်ဆင်းရဲတဲ့လူမိသားစု အခွန်ပါဖြစ်လာမယ်ပို့ပြီးတော့တိုးလာတော့မှအိမ်ခွန်တွေတိုးလာတော့မှเนาะကျွန်တော်တို့အခုပေးချက်တွေမှာအခွန်ပြတ်တာတွေများလာတော့မှလေအခုတော့မှများနေတဲ့အထဲမှာကျွန်တော်တို့ tax ကတော့ပြီးနေကုန်မရှိဘူးနေရောက်မှာပြီးနေကုန်တော့မှများနေတယ် အဲ့တော့ free ဆိုတာကတော့ပြောလိုက်ရင်တော့ကောင်းတယ်လေနော်ဒါလူတိုင်းပဲဘာလို့မဆိုငါ free ပေးမယ်ပြောလိုက်ရင်တော့ record ပွင့်နိုင်ဖို့အရန်ရွယ်တယ်ဒါပေမဲ့တကယ်လက်တွေ့ကြတဲ့စီးပွားရေးလုပ်ငန်းဒါဘယ်လိုပေါ်ဆောင်မလဲဆိုတော့မရှိဘူးအဲ့တော့ယထားတွေက free ပြောလိုက်တဲ့အခါဘာဖြစ်လဲယထားအားလုံးက homeless တွေနေတဲ့နေရာဖြစ်လာဟုတ်တကယ်ပတ်စံပေးတဲ့လူတွေကမစီးတော့ဘူးယထား free ဖြစ်တဲ့အတွက် homeless တွေအားမတဲထိုးပြီးလာအိမ်မယ်အဲ့တော့ new york တို့ city တို့မှာယထားတော်မစီးတဲ့တော့ ျွန်တော်ရောက်ခုတည်းကကယ်လီဖိုးနီးယားမှာ free free တွေကအဲ့ဒီ free bus တွေကဘယ်သူမှမစီးဘူးဘယ်သူပဲစီးလဲဆိုတော့မှကျွန်တော် homeless တွေပဲစီးတာဘာလို့လဲဆိုတော့ free လောက်တာများတဲ့အတွက်ဘာမှတို့ကောင်းအောင်မလုပ်တော့နော် P2P ပိုင်းပုတ်ကလစ်ကပိုင်းဆိုတာကအစင်းမင်းမင်းလောက်တဲ့ဈေးလဲပေးရဒါပေမဲ့တန်ရှင်းတက်ရမှုလဲလို့ free ဆိုတဲ့နေရာတော့ဘယ်သူမှလည်းကိူးမစားအဆွေရ run နဲ့စီးပွားရေးဆိုတာကဘယ်သူမှတောင်းမယူအားလုံးကပါလဲ နာမည်ခံတဲ့ပဲ run နဲ့ free run နဲ့အတွက်ကြောင့်ဘယ်သူပဲအကျိုးကောင်းစားလဲဆိုတော့အစိုးရဝန်ထမ်းတွေပဲကောင်းစားဘာ budget တွေကနေသူတို့က free run နဲ့အတွက်ကြောင့်ပတ်စံကိုများများတင်ပြပြီးတော့မှဒါဝန်ထမ်းတွေပဲကောင်းစားတော့ပြည်သူတွေဘာမှအကျိုးမရှိဒါကပါလဲဆိုတော့ social lensing နော်တေးဟုတ်ဒီဘက်က social wide marxism လို့ခေါ်တယ်ဒီ social wide တွေကမအောင်မြင်တဲ့အတွက် American နဲ့နောက်နိုင်ငံက democrat lensing ကအောင်မြင်တဲ့အတွက်ကြောင့်ဒီဘက်ကပြေးလာကြတော့ refugee တွေဒီဘက်ပဲရောက်လာတာဟုတ်မလား ကျောင်းရုရှားမှာ refugee တွားခံတဲ့လူရှိလားတော်တော်ရှားမယ်တယ်နော်ရှိတော့ရှိနိုင်တယ်ဟုတ်မြောက်ကိုရီးယားမှာ refugee တွားခံတဲ့လူရှိလားအေးအဲ့ဒါဘာလို့သူက social ဝါဒနေတာအဲ့တော့အခု New York City မှာ Zora Mandani ကဒီ social လမ်းစဉ်ကိုကင်ဆယ်တဲ့လူက New York City mayor ဖြစ်လာစဉ်းစားကြည့်အမေရိကန်မှာ mayor အာမြို့တော်ဝန်ဆိုတာကပါဝါတော်တော်ကြီးတာ မြို့တော်တစ်ခုလုံးရဲ့ municipal ဆိုတာဒီစီပင်တာယာရေးတွေစီးပွားရေးတွေနောက်ပြီးတော့ဒီရဲဌာနတွေအားလုံးပိုင်တာ तू อ่ะ तू อ่ะအထိတ်ကပဲအခု तू ဘာပြောလဲဆိုတော့နယူးယောက်မှာဒီလောက်ထိရာဇုတ်များတာကို तू ဘာပြောနေလဲဆိုတော့နယူးယောက်မှာရှိတဲ့ရဲတွေကိုတဲ့ရဲဌာနတွေကို तू อ่ะဗာလဲငွေကြေးထောက်ပံ့မှုဖြတ်တော့မယ်ဟာငွေကြေးဖြတ်တော့ရင်ရဲတွေကလာခမရရင်ဘယ်သူကလုံးလုံးရဲတွေရော့လာရင်ဗာလဲရာဇုတ်မှုကအခုတော့မှရဲမလောက်လို့ဒုက္ခရောက်နေတာကို तू อ่ะပြန်ဖြတ်အောင်မယ်ဆိုတော့ သွားပြီအဲ့ဒီမှာရာဇုံမှုကကြောင်းနေထိုင်လို့မရတော့အနေထားအဲ့တော့ရဲ department fire department မိလောင်လာမလာတော့ဘူးဘာလို့ဆို fire department သူပတ်စံပြတ်တော့အခုထောက်ပတ်နာတော့မလောက်နေအဲ့တော့နောက်တစ်ခုကဘာလဲဆိုတော့ American နိုင်ငံမှာအထင်ကြီးမျိုးဖြစ်တဲ့ New York လိုမျိုးမှာ Islam ဘာသာဝင် Muslim ဘာသာဝင်တယောက်ကရွေးကောက်ပွဲနိုင်တယ်ဆိုတာဒါတော်တော်အားအောစရာကောင်းတယ်။အဲ့ဆိုတော့ ဥရောပနိုင်ငံမှာနိုင်တယ်ဆိုတာအောက်ဆရာမကောင်းဘာလို့ဆိုဥရောပမှာကမွတ်စလင်တွေများတဲ့အတွက်အခုပင်တက်တို့ဂျာမနီတို့ရဒီအင်္ဂလန်တို့ဆိုတာ majority ကမွတ်စလင်တွေဖြစ်ဖြစ်နေဒါကြောင့်မွတ်စလင်ကသူတို့တော်တော်လေးကြီးစိုးသွားပြီကွာအမေရိကန်ကခရစ်ယာန်နိုင်ငံနောက်ဆုံးတော့ခံတက်နိုင်ငံဖြစ်တယ်ဒါပေမဲ့ဒီနေရာမှာတော့မှနယူးယောက်စီးတီးမှာပါလဲဆိုတော့မွတ်စလင်ကနဲ့မြို့တော်ဝင်ဖြစ်လာတယ်ဆိုတာကအော်အောက်ဆရာပဲဒီနိုင်ငံမှာနေတဲ့လူကျွန်တော်အရင်အောက်အော်တယ် ခရိယန်နေလဲပါလဲဆိုတော့အမေရိကန်ခရိယန်နေများတချို့ဆိုရင်အမေရိကန်ခရိယန်တော့မဟုတ်ဘူးပါလဲနာမည်ပဲခရိယန်ကြံတော့တာတကယ်ယုံကြည်မှုမှာကဒိဋ္ဌိတွေဖြစ်ကုန်ဘာရာမဲတွေဖြစ်ကုန်အဲ့ဒီလိုခရိယန်လွှမ်းမိုးတဲ့နိုင်ငံတခုတည်းတော့တကယ်ခံတက်ခရိယန်အများဆုံးနေတယ်ဆိုတော့အမေရိကန်တော်မှအခုကြရှုံးလာပြီဆိုတော့ဒါတော်တော်စဉ်းစားစရာကျွန်တော်စဉ်းစားစရာဘာလို့ဆိုအမေရိကန်ကနောက်ဆုံးတော့ခရိယန်တွေအများစုရဲ့နောက်ဆုံးတော့မျောလင်းချက်နိုင်ငံဖြစ်တယ်ဒါခရိယန်တွေရဲ့ ညင်းဆက်တပ်ဖြတ်မှုကိုအတိတ်ကကာကွယ်ဆောင်ရှောက်တော်နိုင်ငံဒီအမေရိကန်တခုပဲကြံတော့အခုနိုင်ဂျီးရီးယားမှာခရီးရန်တွေကိုလောက်ကြံတပ်ဖြတ်ပြီးတော့မှလူမျိုးတုံးဖြတ်ဖြတ်တပ်ဖြတ်နေတော့ဘယ်နိုင်ငံမှမကာကွယ်နိုင်ဘူးသမရဒေါ်နာထရန့်တယောက်ပဲပြောလိုက်တာချက်ချင်းပဲပါလေ action တွေရောက်လာမဟုတ်ရင်ပါလေပတ်ဝန်းကျင်နိုင်ငံတို့ UN တို့ဆိုတာနာမည်ခံပဲ UN ဆိုတာကအမိခံပဲပါလေသူအစီအခံစာတင်မယ်ပြီးရင်အစည်းအဝေးလုပ်မယ်ပြီးရင်ရှုံချတဲ့စာရေးမယ်ဘာမှ action မလုပ်နိုင်ဘူး ဲ့တော့ UN ဆိုတာက action မလုပ်နဲ့ American လုံမတာနေ action ကတကယ်တိောက်လာအခု Nigeria မှာတပ်ဖြတ်မှုတမရဒေါ်နာထရန့်ပြောလိုက်ပြီးတဲ့နောက်မှာတော်တော်တော်လေးတရိပ်ထားလာသူအစိုးရကိုယ်တိုင်ကပါလဲဆိုတော့ American ရဲ့ဂျာဝင်ဖြည့်ရှင်းပေးမှုကိုအရေးယူပေးမှုသူကလက်ခံမယ်တဲ့ဘာသူတို့ကိုယ်တိုင်မဖြည့်ရှင်းနိုင်ဘူးလူမျိုးသုံးလိုက်ခရိယန်နေဆိုတာနဲ့ဖြတ်တာနော်တပ်ဖြတ်တာနဲတာမဟုတ်ခရိယန်နေဖျားเจ้าမှာဖျားရှိခိုးနေနေလားတပ်ဖြတ်တာ ဘာမှအရေးမယူနိုင်ဘူး။ဘာလို့အဲ့ဒီအချမ်းဖက်တွေကမွတ်စလင်ဘာသာရေးအစွန်းရောက်တွေဖြစ်တယ်။တပ်ဖြတ်တဲ့လူတွေ။အဲ့တော့အခုပါလက်စတိုင်းရေးကိုဦးစားပေးပြီးတော့မှနော်တိုက်ပွဲဝင်နေတဲ့ဇော်ရာမန်ဒါနီလို့လူမျိုးကနယူးယောက်စီးတီးမှာမေယာဖြစ်လာတယ်ဆိုကျွန်တော်သတိထားစေ။ဒါကျွန်တော်ဗာလဲခေါင်းလောင်းထိုးတန်နေကြားနေရ။အမေရိကန်ရဲ့အကြဆုံးခန်းကနော်တခုပြီးတခုလာတော့ ။ဘာလို့ဆိုအမေရိကန်ပြည်နယ်မှာအမေရိကန်နိုင်ငံမှာတစ်ချိန်လုံးကမြို့တော်ဝင်ဖြစ်ဖို့မပြောနဲ့။မြို့တော်ခမ်းမမှာ City Councilman ကောင်စစ်ဝင်ဖြစ်ဖို့တော့မှမလွယ်ဘူး။တခြားပါလားအထူးသဖြင့်မွတ်စလင်ပါလား။အခုဆိုရင်တော့အမေရိကန်နိုင်ငံမှာမြို့တော်ဝင်9ယောက်ရှိသွားပြီဘူး။နော်။အကြီးအမားဆုံးကတော့အခု New York City ပေါ့။ New York City ရဲ့မြို့တော်ဝင်ကမွတ်စလင်။အခု Minneapolis လဲပါလေ။ Minnesota မြို့တော်ဝင်ဒါမွတ်စလင်ဖြစ်ဖြစ်ဖို့များတယ်ဖြစ်လာတယ် သူတို့ရဲ့ကောင်ဒီ city council မှာဆိုရင် အများစုကမွတ်စလင်တွေဖြစ်လာအဲ့တော့ဒါဘာသာရေးမုံတိလို့ပြောနေတာတော့မဟုတ်ဒါပေမဲ့ one head ကကျွန်တော်ခရစ်ယာန်နိုင်ငံဖြစ်ပေမဲ့အခုကပြပြချင်းကြာရှုံးလာတယ်ဒီမိုကရက်တီကမတိဘူးအဲ့ဒီဒီမိုကရက်ပါတီကပဲဝင်လာမှာအများစုကအဲ့ဒီဩဝါဒတွေအတူတူအရောဒါ free စနစ်ပေါ့အခုချင်းတော့လွတ်တော်အမတ်၄ယောက်ရှိတယ်၄ယောက်လုံးမွတ်စလင်အဲ့ဒါအကုန်လုံးဒီမိုကရက်တီဒီလွတ်တော်အမတ်ဆိုလွတ်တော်အမတ်ဆိုတာကတကယ်ပြည်နယ်တစ်ခုလုံးကိုဥပဒေပြုတ်တဲ့ မွတ်စလင်တွေဖြစ်လာကြောင်ပြောပြမယ်အမေရိကမှာဗလီပေါင်းဆိုတာဒီမွတ်စလင်ဗလီတွေပေါ့နော်1969ခုရှိတယ်ကိုအမေရိကန်နိုင်ငံမှာမွတ်စလင်ဘာသာကတတိယအကြီးဆုံးဘာသာဖြစ်လာပြီကိုအန်တီခရစ်ရဲ့ဘာသာရေးရဲ့ရှေ့ပြေးကလိန်လယ်လက်ပြားမှုနဲ့လာတော့သူကဘလောက်ထိပြည့်ရဲစကားပြည့်ရဲကြွယ်လဲဆိုတာသူကဘာသာရေးနဲ့ဆွေးဆွဲဆောင်ပြီးလာမှာမဟုတ်နိုင်ငံရေးနဲ့ပညာရေးနဲ့เนาะငြိမ်းချမ်းရေးနဲ့ဆွဲဆောင်ပြီးလာတတိထားဖို့ပေါ့နော် အမေရိကန်တွေကကြတော့အမတန်ယိုးတယ်နော်တခါလေကြောက်ကြောက်စဉ်းစားရင်အာရှတွေကိုကြည့်တဲ့အခါမှာသူကအာရှဆိုရင်အကုန်လုံးအာရှပဲထင်တယ်။ဟိုဂျပန်လဲသူကအာရှပဲ။တရုတ်လဲအာရှပဲ။ကိုရီးယားလဲအာရှ။ဗမာလဲသူကဘာလို့ဆိုတော့ကြည့်လိုက်တာနဲ့အားအားလုံးအာရှတရုတ်သေးပဲသူကမခွဲတော့ကျွန်တော်အာရှချင်းချင်းတော့တည်တယ်။ကျွန်တော်အရင်တော့ငယ်တော့ဆိုရင်အဖြူတွေ့တာနဲ့ပါဆိုတော့အမေရိကန်ပဲထင်တာအကုန်လုံးကအာဖြူပြီးဆိုရင်အကုန်လုံးအမေရိကန်ပဲ။သူမှမတူတာ။အမေရိကန်နဲ့ကနေဒါနဲ့နောက်ဆုံးဥရောပနဲ့ဂျာမနီမတူစိတ်သက်လည်းမတူဘူး။ ဲ့တော့အခုဇော်ရာမွန်ဒါနီဒါအောင်ပွဲခံတာတော့ကျွန်တော်မပြောလို့ဘူးဒါပေမဲ့အမေရိကန်အနေနဲ့ဒါသတိထားဖို့လိုတဲ့ဟာပေါ့ကျွန်တော်လည်းပါလဲဆိုတော့နိုင်ငံရေးမှာ vote လုပ်တဲ့အခါမှာလည်းဒါသတိထားဖို့ online မှာမြန်မာသတင်းတွေလည်းအများကြီးရတယ်တခါလေကြည့်တဲ့အခါမှာသတင်းတိုင်းကအာဇော်ရာမွန်ဒါနီပါညာနဲ့ဒီမှာရောက်လာမှဟိုမှာသတင်းတွေကသအော်နေတာသတင်းတိုင်းကထောက်ခံလို့လူပြောနေတာတကယ်တော့သူတို့လည်းမကြိုက်ပါဘူးဒါအတုရောင်နေပါ အဲ့ဒါကြောင့်ဒါတဘောပြောတာကျွန်တော်အားလုံးသိတယ်လေအခြေအနေကဒါပေမဲ့နိုင်ငံကြီးလောက်တဲ့လူတွေအဲ့လိုပဲဟောတည်င်းတွေလည်းပဲသူတို့ကဒီတည်င်းကြီးတွေရဲ့ထောက်ပံ့မှုနဲ့တွားနေတာဟုတ်အဲ့တော့မချိန်လဲပါလေအောက်ကနန်းနေရတာပေါ့နော်ကျွန်တော်ပြောတင်ပြောတယ်အမချိန်ဆိုမချိန်ဟုတ်ပဲဟုတ်တယ်မလားဒါဘာသာရေးဟိုလူမျိုးမုံတီးနဲ့တွားတာတော့မဟုတ်ဒါပေမဲ့ ideology ကျွန်တော်ယုံကြည်တဲ့ဝင်မှုအဲ့ဒါနဲ့ပြောနေတာ